ဟောရှိရှိတော့ကရွာတရွာမှာလောဘကြီးရဲ့တခုတ်သမားတယောက်နေထိုင်ပါတယ်။သူလည်းနင်းစင်နေရလို့မျိုးတခုတ်ပြီးနောက်မှာတော့ရွာကိုပြန်လာနေခဲ့ပါတယ်။အရင်နေ့မှာသူအိမ်ပြန်နေနဲ့နောက်ကျသွားခဲ့ရပေါ့။အရင်နေ့လမ်းမှာအမျိုးသမီးတယောက်လဲကျတဲ့ဆုံးလေးအောင်ကိုမြင်တွေ့ခဲ့ရပါတယ်။သူလည်းအမျိုးသမီးအလောင်းကိုတွေ့ရောအံ့အားသင့်သွားခဲ့ရပေါ့။ဒုက္ခပဲသူ့ဒီအခြေအနေဖြစ်သွားအောင်ဘယ်သူမှလုံသွားတာပါလိမ့်။ငါဒီအကြောင်းလေးကိုအမြန်ဆုံးတကြီးတိအောင်တင်းပေါ်မှဖြစ်မယ်။ ဒီအချိန်မှာအမျိုးသမီးရဲ့လက်ကောက်ကိုသူမြင်တွေ့သွားတော့လောဘတက်လာခဲ့ပါရဲ့အမျိုးသမီးကလက်မှာရွှေလက်ကောက်ကြီးဝတ်ဆင်ထားခဲ့ရပါဟာသူကရွှေလက်ကောက်ကြီးဝတ်ထားတာပဲငါသူ့ရဲ့ရွှေလက်ကောက်ကို ချွတ်ယူထားလိုက်မှကောင်းမှာဒီလိုနဲ့သူကအလောင်းစိတ်ကရွှေလက်ကောက်ကြီးကိုချွတ်ယူပါတော့တယ်သူဘလောက်ပဲလက်ကောက်ကိုယူနီဘာစိတ်လက်ကောက်ကတော့ကျွတ်မလာခဲ့ပဲကြက်နေခဲ့ပါရဲ့ဟာဒုက္ခပဲလက်ကောက်ကချွတ်လို့လည်းမရဘူးအရင်ကကြက်နေတယ်ဘာလို့ရင်ကောင်းမလဲဘာလို့ရင်ကောင်းမလဲ ဒီနောက်မှာလောဘကြီးတဲ့တိခုတ်သမားကအမျိုးသမီးရဲ့လက်နှစ်ဖက်လုံးကိုသူ့ရဲ့ပစိမ့်နဲ့ခုတ်ပစ်လိုက်ပါရီ။လက်ကောက်နှစ်ကွင်းလုံးကိုယူပြီးသူလည်းထွက်ပြေးသွားခဲ့တော့ပေါ့။အင်ကိုရောက်သွားတာနဲ့သူ့ရဲ့မိမကိုလက်ကောက်နှစ်ကွင်းလုံးပေးလိုက်ပါရီ။မိမကလည်းလက်ကောက်တွေရတော့ဝမ်းသာပျော်ရွှင်နေခဲ့ရပေါ့။ကျိုးကျိုးလက်ကောက်တွေပါမဟုတ်ကြပဲရွှေလက်ကောက်တွေပဲလေညအတော်လေးနားလာခဲ့တဲ့အခါမှာအလောင်းကြီးကအသက်ဝင်လာခဲ့ပါတယ်။တပတ်မှာတော့တိခုတ်သမားနဲ့သူ့ရဲ့မိန်းမတို့အေးအေးဆေးဆေးအိမ်ပေါ်ကြောက်နေကြပါသေး။ ဒီအချိန်မှာတေးရောက်ကသူ့ရဲ့အိမ်တကားကိုလာခောက်ခဲ့ပါရယ်ခဏနေပါအောင်ညရီမို့ချုပ်ဘယ်သူများလဲဘာကိစ္စရှိလို့လဲသူလည်းတကားသဖွင့်ကြည့်ခဲ့ပါရယ်တကားဖွင့်ကြည့်ခဲ့တဲ့အခါမှာတော့အပြင်းမအမျိုးသမီးတယောက်ရှိနေအောင်ကိုသူတွေ့ခဲ့ရပါရယ်အမျိုးသမီးကသူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုစောင်းအဖြူရောင်နဲ့အုပ်ထားခဲ့ပါရယ်ခဏလေးခမရဘယ်သူလဲညရီမို့ချုပ်ဗျာအားလုံးအိပ်ပျော်နေတဲ့အချိန်မှာခမရဘာဖြစ်လို့ကျွန်တော်ရဲ့အိမ်ကိုလာရတာလဲခမရဘယ်သူနဲ့တွေ့ကြတယ်လို့လဲပြီးတော့ဘာကိစ္စရှိလို့လဲ ကျမဟိုဘက်ရွာနေပြီးတော့ဒီဘက်ရွာကိုခရီးထွက်လာခဲ့ရပါကျမဒီရွာမှာပစ္စည်းတစ်ခုကိုလိုက်ရှာနေရလေဟုတ်ပါပြီဟုတ်ပါပြီဒါနဲ့ခမရမင်းကလေးတယောက်ဗျာညရီမိုးချုပ်အချိန်မတော်ကြီးအပြင်းမနေနေရခမရအတော့မသိမ့်တော်ဘူးနော်အဲ့ဒါကြောင့်ခမရဒီနေ့ညတော့ကျွန်တော်ရဲ့အိမ်မှာပဲဝင်ပြီးတော့တဲခိုလိုက်ပေါ့ကျွန်တော်တို့အိမ်မှာဆိုရင်တော့ခမရလုံးကြုံပါတယ်ဒီလိုနဲ့အမျိုးသမီးကအိမ်တဲကိုဝင်လာခဲ့ပါတယ်သူကိုယ်တိုင်ကလည်းဒီအခွင့်အရေးကိုပဲစောင့်မျှော်နေခဲ့ရလေရှင်ရလေဒုက္ခပါပဲရှင်ညရီမိုးချုပ် မတိရဲ့ဒဇိုင်းအမျိုးသမီးတယောက်ကိုအိမ်တဲကိုခေါ်လာစေရလားသူရဲ့ပုံစံလည်းကြည့်ပါဦးကျမကတော့တခုခုလွဲနေတယ်လို့ထင်နေတော့သူ့ပုံစံတိတ်တော့မဟုတ်သေးဘူးရှင့်အမျိုးသမီးကထိုင်နေတဲ့အချိန်မှာပဲသူမချုံထားတဲ့အချူရောင်ဆောင်ကတဖြည်းဖြည်းနဲ့ညီရဲလာခဲ့ပါရဲ့ကြောက်တွေးခင်ရတဲ့တစ်ခုတ်သမားလင်မယားနေအောင်လုံကလည်းလမ်းဖြန်သွားခဲ့ကြတော့ပေါ့ဒီမှာအမအမဒံရရီပါရီများရထားတာလားဘာများဖြစ်ခဲ့ရလဲအမချုပ်ထားတဲ့အဖြူရောင်ပွားတစ်ထည်လုံးကိုလည်းကြည့်ပါအောင်ဗျာနီရဲနေရပဲ သွေးတွေများထွက်နေရလားရှင်ကျွန်မပြောတာပဲဒီအမျိုးသမီးကမူးမမှန်ဘူးဆိုနေမှာပဲတခုခုတော့တခုခုပဲနော်သူရဲ့ခြုံပေါ်ကိုလည်းကြည့်ပါဦးရှင်သွေးတွေများလားအများကြီးပဲမင်းရလေကွာဘာဖြစ်နေရလဲသူကခီးတော်တယောက်ပါအမျိုးသမီးတယောက်ကငါတို့ကိုဘာများလုံနိုင်မှာမို့လို့လဲသူခီးတော်နေနေဒိုင်ယာရီဘာရီရလာတာလည်းဖြစ်နိုင်ကြပဲလေငါတို့အနေနဲ့သူ့လိုဒုက္ခရောက်နေတဲ့အမျိုးသမီးတယောက်ကိုအကူအညီပေးတဲ့နယ် ဒီလိုနဲ့တခုတ်သမားကလည်းအမျိုးသမီးကိုအကူအညီပေးခြင်းတဲ့အတွက်ကြောင့်မလို့သူမခြုံထားတဲ့ဆောင်းကြီးကိုဖယ်ပြခဲ့ပါရီအမျိုးသမီးရဲ့လက်နှစ်ဖက်အလုံးကတော့အခုတ်ခံထားရပါရီဒါကိုတွေ့ခဲ့ရတဲ့အခါမှာတော့တခုတ်သမားလင်မယားနှစ်ယောက်လုံးကလည်းအံ့အားသင့်နေကြပါရီဒုက္ခပါပဲရှင်သူမလက်နှစ်ဖက်လုံးမရှိဘဲခမရခမရခမရဒါဘာဖြစ်တာလဲဘာဖြစ်ခဲ့ရလဲခမရရဲ့လက်နှစ်ဖက်လုံးဘယ်ကိုရောက်သွားတာလဲ တယောက်ကကျမရဲ့ရွှေလက်ကောက်တွေကိုခိုးယူခြင်းတဲ့အတွက်ကြောင့်ကျမရဲ့လက်နှစ်ဖက်လုံးအခုလိုဖြစ်အောင်လှုပ်သွားခဲ့ရပါပဲ။ဒီစကောက်အကြောင်းကြားရတဲ့အခါမှာတော့တစ်ခုတ်သမားလည်းအတော်လေးလန့်သွားခဲ့ပါရဲ့။ဟာဒုက္ခပဲ။ငါတော့ဒုက္ခရောက်ပြီးဒုက္ခရောက်ပြီး။ငါသူ့ကိုမှတ်မိပြီး။သူကငါဒီနေ့တောအထဲမှာတွေးခဲ့တဲ့အမျိုးသမီးပဲ။ငါသူ့ရဲ့လက်နှစ်ဖက်လုံးကိုခုတ်ပြီးတော့သူ့ရဲ့လက်ကောက်တွေကိုယူလာခဲ့ရလေ။ခဏနေပါဦး။ငါသူ့ကိုတွေးရတဲ့အချိန်တုန်းကတော့သူအသက်မရှိတော့ပါဘူး။ ဘလို့ဖြစ်ပြီးရုတ်တရက်ကြီးအသက်ပြန်ဝင်လာခဲ့ရတာလဲထူးဆန်းလိုက်တာကွာအခုငါဘာဆက်ဖြစ်မှလည်းမသိတော့ဘူးဟိဒီအချိန်မှာအမျိုးသမီးကလည်းတိခောက်သမားရဲ့မိမရဲ့လက်ကိုတွေ့သွားခဲ့ပါရဲ့အမျိုးသမီးဝတ်ထားတဲ့ရွှေလက်ကောက်တွေကိုမြင်လိုက်ရတော့သူလည်းအံ့အားသင့်သွားတာပေါ့ရှင်ရဲ့မိမလက်မှာဝတ်ထားတဲ့လက်ကောက်တွေကကျမရဲ့လက်ကောက်တွေလေရှင်တို့ရှိကိုဒီလက်ကောက်တွေဘလို့ရောက်နေရလဲတီးပြီးတီးပြီးကျမနားလေပြီးကျမသဘောပေါက်ပြီးကျမရဲ့လက်ကောက်တွေကိုခိုးယူခြင်းလို့ကျမရဲ့လက်နှစ်ဖက်လုံးဒီအချိန်လေးဖြစ်အောင်လုပ်သွားတာရှင်ပဲမလား ဒုက္ခပဲဒုက္ခပဲဘလို့လုံးမလဲဘလို့လောက်ကြမလဲဒီလက်ကောက်တွေရရှင်သူ့စီကနေယူလာခဲ့ရလားအခုရှင်ကြောင့်လေကျမတို့နှစ်ယောက်လုံးဒုက္ခလှလှတွေးကြတော့မယ်နော်သူကျမတို့ကိုလှုပ်ပေးမှာမဟုတ်တော့ဘူးရှင်ရဲ့တည်ရလားဂျီနေနဲ့အချိန်ခဏအတွင်းမှာအမျိုးသမီးကသရေမကြီးဖြစ်သွားခဲ့ပါတယ်ပြီးရနဲ့သူတို့ကိုကြည့်ပြီးကြောက်စီရကောင်းတဲ့အတန်ကြီးနဲ့အော်နေခဲ့ရတာပေါ့ဒီအချိန်မှာတက်ခေါက်သမားရဲ့မိမအမြန်ဆုံးထွက်ပြေးပါတယ်ဒုက္ခပဲရှင်ကဲကြပါအောင်ကဲကြပါအောင်သူကတယဲမကြီးပဲတယဲမကြီးကငါတို့လာရှာတာပဲဟိ ပြေးမဖြစ်မယ်ပြေးမဖြစ်မယ်ဒီကနေအမြန်ဆုံးပြေးရမယ်ငါ့ရဲ့အသက်ကိုငါချစ်သေးရဲ့ငါအသက်ရှင်ခြင်းသေးရဲ့မိမရေဘာဖြစ်လို့တယောက်တည်းပြေးတော့ရတာလဲငါ့ကိုစောင့်အောင်လေးဟာလေရလေဒုက္ခရောက်နေတဲ့အချိန်ဆိုရင်ငါ့ကိုအမြဲတယောက်တည်းထားခဲ့တယ်နော်မင်းပဲလက်ကောက်တွေကိုသဘောကျနေကြရမဟုတ်ဘူးလားတကယ်တမ်းလဲကြောက်မင်းကအရင်ဆုံးထွက်ပြေးသွားတယ်ဒီလိုနဲ့တက်ခေါက်သမားလေးများနှစ်ယောက်လုံးကလည်းတရေမကြီးကိုအိမ်ထဲမှာပိတ်ပြီးထွက်ပြေးကုန်ကြပါတယ်တရေမကြီးကအိမ်ထဲမှာရောက်နေခဲ့ပြီးတကားကိုအဆက်မပြတ်ကျူရီခဲ့ပါတယ် သူတို့လည်းပြင်းနေရင်ပြင်းနေနဲ့အင်ဂျီချင်းတယောက်ရဲ့အင်ဂျီကိုဝင်သွားခဲ့ကြပါရီဟာအကုန်လုံးလည်းမရနိုင်ရောက်ပါလားညအိမ်မိုးချောဘာကိစ္စရှိလို့လဲခမရတို့ကြည်ရတာအရင်ကလမ်းဖြတ်နေကြတဲ့ပုံစံမျိုးပဲအမောကိုလည်းကြည်ပါမောနေလိုက်တာဗျာအကိုရဲ့ကျမပြောပြမယ်ကျမပြောပြမယ်တိလာသူဒီနေ့ဒေါရင်မှာတစ်သွားခုန်နေနေလေမိမတယောက်ရဲ့အလောင်းတွေးခဲ့အဲ့ဒီအမျိုးသမီးကရွှေလက်ကောက်တွေကိုလည်းဝတ်ထားသေးတယ်သူလည်းလောဘတက်လာတာနဲ့အမျိုးသမီးရဲ့လက်ကောက်တွေကိုချက်မရတဲ့အစုံသူရဲ့လက်နက်ဖက်လုံးကိုဖျက်ပြစ်လိုက်တယ် အခုအဲ့ဒီအမျိုးသမီးကတရေမကြီးဖြစ်သွားပြီးတော့ကျမတို့ပြန်လာရှာတယ်။သူရဲ့လက်ကောက်တွေကိုလိုက်ရှာနေနေကျမတို့အိမ်အထီးကိုသူရှောက်လာပြီလေ။သူကတရေမကြီးဖြစ်နေပြီးရှင်တရေမကြီးဖြစ်နေရကုကျမတို့အနောက်ကိုသူလိုက်နေရဘလို့လုပ်ရမလဲကျမတို့ကဲပေါင်းရှင်။ဟာဒုက္ခပါပဲအကိုခမရတကယ်ကိုလောဘကြီးရပဲ။ဘာဖြစ်လို့ဒီလောက်ထိရက်ဆက်တဲ့အလုပ်ကိုလုပ်ခဲ့ရတာလဲ။ဒါနဲ့အဲ့ဒီတရေမကြီးရောဘလို့ဖြစ်သွားပြီလဲအခု။ဟိုကျွန်တော်တို့အိမ်ထဲမှာသူ့ပိတ်ပစ်ထားခဲ့ရအကိုဟာခမရတို့ကတုံးနေဗျာ။ တရေမောက်ပါဆိုနေမှာခမရတို့တို့ဘလို့လို့ပိတ်ပစ်ထားလို့ရမှာလဲသူအချိန်မရွေးခမရတို့အိမ်ထဲကနေအပြုံထွက်လာလိမ့်မယ်ပြီးရင်ခမရတို့လင်မယောင်လိုက်ရှာနေရင်ကျွန်တော်ရဲ့အိမ်ထီရောက်လာတော့မှာပေါ့ဒီအချိန်မှာအိမ်ပိုင်ရှိရဲ့အမျိုးသမီးကသူတို့ပြောနေတဲ့စကားတွေကိုကြားသွားခဲ့ပါတယ်ဟုတ်တယ်ကျွန်မရောက်ကြပြောတဲ့စကားအမှန်နဲ့တရေမောက်ကြီးအချိန်မရွေးကြီးကိုရောက်လာနိုင်တယ်ရှင်တို့နဲ့အတူတူကျွန်မတို့လည်းဒုက္ခအရောက်မခံနိုင်ဘူးအပြစ်တွေကိုလုပ်ခဲ့တာရှင်တို့ရှင်တို့ပဲခံကြအခုချက်ချင်းကျွန်မတို့အိမ်ကနေထွက်သွားအေးစင်မသွားဘူးဆိုလို့ရှင်တော့စောက်ကံပြီးမောင်းထုတ်ပါနော် ဒီအချိန်မှာတရမကြီးကတကားကိုဖျက်ဆီးပြီးအပြင်ကို ထွက်လာခဲ့ပါတယ်။ပြီးတော့အိမ်ကြီးချင်းရဲ့အိမ်ကိုရောက်ရှိလာခဲ့ရပေါ့။ပြီးတော့သူမရဲ့လက်ပြိုက်ကြီးနဲ့တကားလာခောက်နေခဲ့ပါတယ်။ဒုက္ခပဲဟေ့တရမကြီးလိုက်လာပြီနဲ့တွေ့ရင်ငါတို့ဒုက္ခတွေ့ပြီ။အမြန်လို့လေရှင်းရလဲဘာလို့နေရလဲ။တို့အိမ်တကားကိုတော့ဖျက်ဆီးပြီးတရမကြီးကအပြင်ကိုထွက်လာတယ်ဆိုတော့ကျမတို့အိမ်တကားကိုလည်းသူအမြန်ဆုံးဖျက်ဆီးပြီးအထက်ဝင်လာလိုက်မယ်။အမြန်လို့ပါကျမကြောက်တယ်တခုခုလောက်ပါအောင်ရှင်။တရမကြီးကပြောပါတယ်။ငါရဲ့လက်ကောက်တွေငါ့ကိုပြန်ပေးစမ်း ငါရဲ့လက်ကောက်တွေငါ့ကိုပြန်မပေးဘူးဆိုလို့ရှင်တော့နင်တို့ငါ့အစိုးမစိုးကြနေတော့ကျမတို့လက်ကောက်တွေအများဆုံးပြန်ပေးလိုက်ကြမယ်လက်ကောက်ပြန်ပေးလိုက်မယ်ဆိုရင်တော့တရမကြီးကျမတို့ကိုလှုပ်ပေးလိုက်မယ်နဲ့တူတယ်ဒီလက်ကောက်တွေကတကယ်ကိုအကြီးကြီးပဲထူလဲထူတယ်ဆိုတော့တကယ်ကိုဈေးများမှာပဲဟဲ့ဒီမှာနားထောင်နင်တို့ငါ့အိမ်တဲဝင်လာနေရဆိုတော့ငါပြောတဲ့စကားကိုနားထောင်မှဖြစ်မယ်နေဝိထားတဲ့လက်ကောက်နှစ်ကွင်းလုံးငါ့ကိုပေးငါ့ရဲ့အိမ်မှာရှိတဲ့လက်ကောက်နှစ်ကွင်းကိုတော့တရမကြီးကိုပေးလိုက်ကြတာပေါ့ နင်ကပြောတဲ့စကားလည်းမခံဘူးဆိုရင်တော့အိမ်ကနေမောင်းထုတ်ပါနော်တခေါက်သမားရဲ့မိမကလည်းအရန်ကိုကြောက်ရွံ့နေခဲ့တဲ့အတွက်ကြောင့်မို့လို့အိမ်နီးချင်းရဲ့မိမကိုသူရဲ့လက်ကောက်တွေပေးခဲ့ပါရီပြီးတော့သူရဲ့ပါလောက်နေတဲ့လက်ကောက်တွေနဲ့လဲခဲ့ပါရီအမကြီးအဆင်ပြေပါမလားတယဲမကြီးကသူရဲ့လက်ကောက်တွေကိုမှတ်မိရဲ့ရှင်ဟဲ့ရှာရှင်မလေးနဲ့ပါဇက်ပိတ်ထားငါပြောတဲ့အတိုင်းပဲလုပ်ဒီလက်ကောက်တွေတယဲမကိုတွားပေးလိုက် ဒီလိုနဲ့တခုတ်သမားရဲ့မိမကလည်းကြောက်ကြောက်လန့်လန့်နဲ့တရေမကိုလက်ကောက်ကြွေသွားပေးခဲ့ပါရီတရေမကလည်းလက်ကောက်ကြွေကိုသူ့ရဲ့လက်ပြကြီးတွေမှာဝစ်ဆင်လိုက်ပါရီဝစ်ဆင်ပြီးခဏကြာမှတော့သူပြောပါရီဟာဒါပါလေဒါပါကြီးလေဒါငါ့ရဲ့လက်ကောက်ကြွေမဟုတ်ဘူးလေနေရမယားငါ့အခုချိန်ထိလှည့်စားဖို့အတွက်ကြိုးစားနေုံပဲလားနေရတော့ငါ့အကြောင်းမသိသေးဘူးနဲ့တူရဲငါပါလဲဆိုတာကိုနေအခုချက်ချင်းသိစေရမယ်ပြောပြီးနောက်မှာတော့တရေမကြီးကလည်းတကားခေါင်နေခဲ့ပြန်ပါရီဒုက္ခပါပဲအမရဲ့တရေမကြီးတိသွားပြီး သူတကားကိုထပ်ခေါက်နေပြီးအထဲဝက်လာမယ်ဆိုရင်တော့ဒုက္ခအကြီးကျယ်ရောက်ကုန်ကြလိမ့်မယ်ကျွန်တော်တို့အားလုံးကိုသူအလွတ်ပေးမှာမဟုတ်ဘူးနော်အုံနာမရှိတဲ့လောဘကြီးရဲ့မိမတရဲမရဲ့လက်ကောက်တွေသူ့ပြန်ပေးလိုက်လေဘာလုပ်ကြလဲတိတ်မကြခင်သူတကားကိုဖျက်ဆီးပြီးအိမ်ထဲကိုဝင်လာတဲ့ခါကျရင်ဘယ်လိုလုပ်ကြမလဲဒီအချိန်မှာအိမ်ကြီးချင်းရဲ့မိဘကလည်းခရင်ပေါက်နာအပြေးသွားပြီးတော့တရဲမကြီးနဲ့စကားပြောပါရယ်တရဲမကြီးရဲ့တရဲမကြီးကျမမတော့ပါရယ်ရှင်မတော့တာပါဒီမှာအမရဲ့လက်ကောက်တွေပြန်ယူလိုက်ပါနော်ကျမရဲ့လက်ကောက်တွေကျမကိုပြန်ပေးပါ ဒီအချိန်မှာတရေမကြီးကလည်းသူ့ရဲ့ပြက်နေတဲ့လက်နှစ်ဖက်လုံးအထဲကိုထိုးထည့်ပေးလိုက်တဲ့အချိန်မှာအိမ်ထဲကအမျိုးသမီးကလည်းလက်ကောက်အဆက်နှစ်ကွင်းလုံးကိုပြန်ပြီးဝစ်ဆင်ပေးခဲ့ပါရယ်လက်ကောက်အဆက်နှစ်ကွင်းလုံးကိုဝစ်ဆင်လိုက်တဲ့ဆိုရင်ပဲတရေမကြီးရဲ့လက်နှစ်ဖက်လုံးပြန်လည်ရရှိသွားခဲ့ပါရယ်တရေမကြီးလည်းသူ့ရဲ့လက်နှစ်ဖက်လုံးပြန်လည်ရရှိသွားတော့ဝမ်းသာပျော်ရွှင်သွားခဲ့ရပါဘို့သူလည်းသူ့ရဲ့လက်ကောက်ကြီးပဲပြန်လည်ရရှိသွားတာနဲ့ရန်ညိုးတွေကိုလည်းညင်အေးပေးခဲ့ပါရယ်သူမအားလုံးကိုလှုပ်ပြီးတောက်ထဲကနေပြန်လဲထွက်ခွာသွားခဲ့ပါရယ် ဟဲ့ကျက်တည်ရတုံးနဲ့တရဲမငါရဲ့လက်ကောက်တွေပြန်ပေးခင်အောင်လေနေငါရဲ့လက်ကောက်တွေယူသွားတယ်ငါရဲ့လက်ကောက်တွေဘာဖြစ်လို့ယူသွားတာလဲပြန်ပေးပြန်ပေးကဲအမေဂျာတော့ခမရဲ့တိုင်းနဲ့ခမရဲ့ကံပဲခမရလောဘကြီးလို့အခုလိုဖြစ်ရတာပထမတွေကသူ့လက်ကောက်တွေတို့ပြန်ပေးလိုက်မယ်ဆိုရင်တော့ခမရဲ့လက်ကောက်တွေကိုလည်းဆုံးရှုံးစရာမလိုဘူးသူများပြစ်စီမတရားလုပ်ခြင်းပဲဆိုလို့ရှင်တော့အခုလိုအကျိုးဆက်ကိုခံစားရမှာပဲကျွန်တော်တို့ကိုယ်တိုင်တောင်မှလောဘကြီးလို့ခံစားရပြီးပြီကျွန်တော်တို့ကတော့ပညာရသွားပြီးနားလေသွားပြီးခမရကတော့နားမလည်ခဲ့ဘူးလေ တရဲမကြီးကတော့လက်ကောက်လေးကွင်းဝစ်ပြီးရွှေရွှေစွာနဲ့ပြန်သွားခဲ့ပါတယ်။အင်းကြီးချင်းကတော့လောဘကြီးရဲ့အကြွယ်အသွေးလက်ကောက်တွေကိုပါဆုံးရှုံးခဲ့ရပါတယ်။